တရုတ်အစိုးရရဲ့အစီအစဉ်နဲ့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးနေတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA နဲ့စစ်ကောင်စီတို့ရဲ့ဆွေးနွေးပွဲဟာသဘောတူညီချက်မရဘဲပြီးဆုံးသွားပါတယ်။အဲ့ဒီနောက်လာရှုမြို့မှာလေကြောင်း NDA သတိပေးချက်ကို MNDAA ရဲ့လာရှုမြို့ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတအူးကသတိပေးပါတယ်။ဆွေးနွေးပွဲကမအောင်မြင်ဘူးလို့တော့ကြားရတာပဲ။ ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အဓိကကတော့လေကြောင်းအန်တရဲကိုဂရုစိုက်ကြပါလို့လာရှုမြို့ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူကမတ်လ24ရက်မင်းညပိုင်းကလူမှုကွန်ရက်မှာအသိပေးဖော်ပြပါတယ်။ MNDAA နဲ့စစ်ကောင်စီတို့ဟာကုမင်းမြို့မှာမတ်လ22ရက်ကစတင်ဆွေးနွေးကြပြီးနယ်မြေအုပ်ချုပ်ရေးနဲ့ပတ်သက်လို့ညှိနှိုင်းမရတဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။ MNDAA ကိုလာရှုမြို့ကနေဆုတ်သွားပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့တာကြောင့် သဘောတူညီချက်မရဘဲဆွေးနွေးပွဲမအောင်မြင်ခဲ့တာလို့ရှမ်းပြည်မြောက်ပိုင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်လက်ရှိအချိန်ထိတော့လာရှုမြို့မှာ MNDAA ကအုပ်ချုပ်ရေးရန်တရာတွေဆက်လက်လဲပတ်နေပြီးလာမယ့်တကြံပွဲတော်ကိုလည်းစီစီကကကျင်းပမယ်လို့ MNDAA ဘက်ကသတင်းထုတ်ပြန်ထားပါရယ် လက်ရှိကာလဟာမြောက်ပိုင်းညီနောင်သုံးဖွဲ့အတွက်အစမ်းသက်ကံကာလဖြစ်ပြီးစီးလုံးညီညွတ်မှုနဲ့နားလည်မှုပိုခိုင်မာအောင်လှုပ်ဆောင်သွားမယ်လို့မတ်လ17ရက်ကကျင်းပတဲ့36နှစ်မြောက် MNDAA တမတော်နေ့အခမ်းအနားစီ TNLA နဲ့ AA တို့ကသမလှပေးပို့ခဲ့ပါတယ်ရှင်။